ကချင်ပြည်နယ်ပူတောက်ခရိုင်အတွင်းမိုးစပါးများရိတ်သိမ်းပြီးနောက်စောင်းတီးနယ်များဖြစ်တဲ့စီမုံညင်တိုးချဲဆိုင်ပြိုနိုင်ရဲအတွက်ပူတောက်မျိုးတို့ရောက်ရှိနေတဲ့ပြည်နယ်ဆိုးရအဖွဲ့မှတာဝန်ရှိသူများနဲ့အတူတွားရောက်ကွင်စင်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ကချင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နှံနဲ့အတူအစိုးရအဖွဲ့ဝင်ဝင်ကြီးများဌာနဆိုင်ရာတာဝန်ရှိသူများနဲ့အဖွဲ့ဝင်များတို့ကနိုဝင်ဘာလ9ရက်နေ့နနက်၈နာရီချိန်မှာစတင်ကပူတောက်မျိုးရှိလေယာဉ်များတို့တွားရောက်ကြည့်ရှုစစ်ဆေးက တောင်သူများနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ပြည်내ဝင်ကြီးချုပ်နဲ့အဖွဲ့ဝင်များသည်ဇီးဥွန်ကြီးရွာသို့တွားရောက်ပြီးချောင်းတပတ်ရှိတောင်သူများ၏လေယာဉ်များသို့တွားလာမှုအစဉ်ပြေစေရန်မူလာချောင်းကူတရာသည်တိဆောက်ပေးနိုင်ရန်အတွက်မြေပြင်အခြေအနေကိုစစ်ဆေးခဲ့ပြီးပြည်내ဆိုရာ၏ပံ့ပိုးကူညီမှုဖြင့်ဒေသသားပေါင်းဆောင်ရွက်ထားရှိမှုအခြေအနေများကိုကြီးရှုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။အိမ်နောက်ချောင်းတပတ်ရှိတောင်သူများ၏လေယာဉ်များသို့တွားရောက်ကောင် လေယာမြေစုစုပေါင်း၄ရောက်9ဧကာအတွင်းအထွက်တော်စပါစင်းဧကာ၃စိုက်ပျိုးရင်မဲ့ပြီးရိတ်သိမ်းဆောင်ရွက်နေမှုအခြေအနေများကိုတွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးပြည်내ဝင်းကြီးချုပ်နဲ့အဖွဲ့ဝင်များသည့်မိုးစပါစိုက်ပျိုးထွက်ရှိမှုအခြေအနေများ လေတီထက်စိုက်ပြိုနိုင်မှုအခြေအနေများနဲ့ဆက်လင်း၍တေလောက်ခံတောင်သူများနဲ့ရင်းရင်းနီနီတွေ့ဆုံမိမြန်ခဲ့ကမိုးစပါးတဲ့အေကပန်းနိုင်အထွန်းုံရရှိရေးပုံမုံမြင့်တင်ဆောင်ရွက်ရေးအတွက်လာမယ့်နှစ်များမှာအထွတ်တူမျိုးကောင်းမျိုးတက်စပါးမျိုးစေ့များဖြန့်ဝေပေးနိုင်ရင်းနဲ့စောင်းတီထက်လေတီနံအဖြစ်ဒေတာနဲ့ကိုက်ညီပြီးစိုက်ပြိုဖြစ်ထွန်းတဲ့စီမုံညင်းအောင်လေလေးရောက်ခွနဲ့အေကလုံးမှာစိုက်ပြိုနိုင်ရေးအတွက်ခြံစည်းဥကာယံပေးနိုင်ရင်ညှိနှိုင်းပေါင်းဆက်၍ဖြစ်စီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ် အိမ်နောက်စောင်းတီးနှံအပြင်ဒေသအခြေအနေနဲ့ကိုက်ညီတဲ့စီမုံငင်းစိုက်ပျိုးမှုကလေမြေ၄၀၈ဧကအနက်တိုးချဲ့ဆောင်ရွက်နိုင်ရတဲ့အတွက်ခြံစည်းရိုးကာယံပေးရေးနဲ့စိုက်ပျိုးရေးအထောက်ပံ့အဖြစ်ထောက်ပံ့ငွေငွေကြေးသိမ်းတရားကိုပေးအပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါလုပ်ငန်းစဉ်သည်ဘူတာအိုဒေသရှိတောင်နှူးများအတွက်မိုးစဘာအပြီးတီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးစိုက်ပျိုးရေးဝင်ငွေများတိုးတက်ရေးနဲ့တောင်တူဘဝတန်ဖိုးမြင့်မားရေးအတွက်အရေးကြီးတဲ့အစီအစဉ်တစ်ရပ်ဖြစ်တယ်လို့လည်းသိရပါတယ်။